မင်္ဂလာပါခမီးမီဒီယာနေပြန်လည်ကြိုဆိုပါရစေအခုချိန်မှာတော့ခမီးမီဒီယာနေတပတ်အတွင်းတင်ဆက်ခဲ့တဲ့သတင်းတွေတဲ့ကကောင်းလို့ရသတင်းတွေကိုစူးစီးတင်ဆက်သွားမှာဖြစ်ပါတယ်ခုစီစဉ်မှာကြည့်ရှုနားဆင်ရမယ့်သတင်းတွေကတော့မင်းနဲ့မြို့မြို့မရက်စကန်ဟောင်းကိုအချမ်းပတ်စစ်ကောင်စီကလေကြောင်းဖြင့်ဘုံကျဲတိုက်ခိုက် အမ်းမြို့ကိုအကြံပတ်စစ်ကောင်စီကအလေးချောင်းဖြင့်ပုံကျဲတက်ခတ်၍ချင်းလူမျိုးကလေးငယ်တဦးဒဏ်ရာရကံပလတ်မြို့နယ်အတွင်းလက်တလောတွင်လူစုလူဝေးဖြစ်စေသည့်မိတိပွဲမဆိုရှောင်ရှားရန်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအတိပေးထုတ်ပြန်စီးရင်ဒေတာကိုအကြံပတ်စစ်ကောင်စီတပ်များစစ်ကြောင်းထိုးလာကြောင်း CDF CDM စီးရင်အတိပေးထုတ်ပြန်ဟာခမြို့ပေါ်မှတပ်သားတဦးလက်နက်ခဲယမ်းများနှင့်အတူ SRF ထံအလင်းဝင် မင်းနှမျိုးကိုအချမ်းပတ်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်ထပ်မံ၍ပုံကျဲတက်ခိုက်တီးတယ်မျိုးကိုအချမ်းပတ်စစ်ကောင်စီတပ်ကလေကြောင်းဖြင့်နရက်ဆက်တိုက်အင်အားဖြစ်တင်းဟာခါမျိုးတွင်ညမထွက်ရအမိတ် night curfew ကို CDF ဟာခါကထုတ်ပြန်ထန်တလန်မျိုးနဲ့အတွင်းရှိကြောင်းများအလုံးအကန့်အသတ်မရှိပိတ်ထားရန် CDF ထန်တလန်ထုတ်ပြန်ကုမီယိုရာတိုက်စားပွဲအခမ်းအနားကိုရန်ကုန်တွင်ကျင်းပ အစရှိတဲ့သတင်းတွေကိုကြည့်ရှုနားဆင်ရမှာဖြစ်ပါတယ်ချင်းပြည်နယ်မင်းတမျိုးပေါ်ရှိမြို့မရဲစခန်းဟောင်းကိုအော်တိုဘာလ26ရက်နေ့မွန်းလွဲ2နာရီ20မိနစ်ဝန်းကျင်တွင် ချမ်ပတ်စုကောင်စီကလေကြောင်းဖြင့်ပုံကျဲတက်ခတ်ခဲ့ကြောင်းဒေသခံများထံမှသိရသည်ချမ်ပတ်စုကောင်စီက Jet Fighter ဖြင့်နှစ်ကြိမ်တက်ခတ်ခဲ့ခြင်းဖြစ်ကအဆောက်အဦတချို့ထိခိုက်ပျက်စီးခဲ့ကြောင်း ဒေတာခန်တူကပြောသည်မနေ့ကမြို့မရက်စကန်ဟောင်းကိုလေရင်နဲ့ဘုံနှလုံးကျဲတာပါလေချောင်းတတိပေးချက်ကြိုးရလို့ဘုံကိုကျင်းထဲမှာပုံနေတဲ့အတွက်လူအထိခိုက်တော့မရှိဘူးအစာအုပ်တွေပြတ်တာတော့ရှိတယ်လို့မင်းနဲ့ဒေတာခန်တူကပြောသည်မင်းနဲ့မြို့နယ်ကိုပြီးခဲ့သည့်အော်တိုဘာလ၄ရက်နေ့နဲ့ကိုရနေတို့တွင်အချမ်ပတ်စစ်ကောင်စီတပ်ကလေချောင်းဖြင့်ဘုံကျဲတက်ခိုက်မှုပြုလုပ်ခဲ့သောကြောင့်တေဆုံးသူများရှိခဲ့ပြီးအဆောက်အဦများလည်းပျက်စီးခဲ့သည် ရခိုင်ပြည်နယ်အမ်းမြို့မြို့ဟောင်းရက်ွက်တွင်အကြံဖတ်စစ်ကောင်စီက လေကြောင်းဖြင့်ဘုံကျဲတက်ခတ်ခြင်းကြောင့်ချင်းလူမျိုးကလေးငယ်တဦးတန်ရာရှိခဲ့ကြောင်းဒေသခံများထံမှသိရသည်အမ်းမြို့မြို့ဟောင်းရက်ွက်ကိုယမန်နေ့အော်တိုဘာလ26ရက်နေ့ညနေ3:30မိနစ်ဝန်းကျင်တွင်အကြံဖတ်စစ်ကောင်စီကလေကြောင်းတက်ခတ်မှု2ကြိမ်ပြုလုပ်သွားခြင်းဖြစ်ကြောင်းဒေသခံများကပြောသည်ထိခိုက်ဒဏ်ရာရှိသူမှာအသက်9နှစ်အရွယ်စလိုင်း တိန်းစော်တန်းဖြစ်ပြီးဈေးကူတမှုခံယူနေပြီးနေအိမ်မှာလည်းဘုံစထိမှန်၍ပျက်စီးသွားကြောင်းဒေသခံများကပြောသည်ချင်းပြည်နယ်ကမ်ပလက်မြို့နယ်အတွင်းနေထိုင်ကြသည့်ပြည်သူလူထုများအားလူစုလူဝေးဖြစ်စေနိုင်သည့်မိတိပွဲမဆိုလက်တလောအချိန်တွင်ရှောင်ရှားကြရန်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကအောက်တိုဘာလ26ရက်နေ့တွင်ထုတ်ပြန်ထားသည့်ကမ်ပလက်မြို့ကို ဂျပန်စစ်ကော်မရှင်ကအော်တိုဘလ24ရက်နေ့နနက်9:30မိနစ်တွင် Jet Fighter နစီးဖြင့်မြို့မှအမှတ်2ရောက်ကကိုပေါင်900ဘုံးသီးများဖြင့်ခြေချတက်ခတ်ခဲ့သည့်ဤသူအော်တိုဘလ25ရက်နေ့ည8:00မိနစ်20ဝန်းကျင်တွင်လည်းထပ်မံ၍တက်ခတ်မှုပြုလုပ်ခဲ့ကြောင်းဘီတူအုပ်ချုပ်ရေးအဖွဲ့ကပြောသည်ထို့သောဂျပန်စစ်ကော်မရှင်ကဘုံးကျဲတက်ခတ်ခဲ့ခြင်းကြောင့်ပြည်သူနေအိမ်၅လုံးအဆောက်အဦ၃လုံး ပြည်သူ၃ဦးသေဆုံးခဲ့ပြီး15ဦးထက်မနည်းဒဏ်ရာပြင်းထန်စွာရရှိကြောင်းပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကပြောသည်။အကြံပေးစစ်ကော်မရှင်သည်ပြည်သူနှင့်တော်လှန်ရေးအဖွဲ့ကို မခွဲခြားဘဲအဆုံးစွန်ထိရက်ဆက်ကျဉ်းကျုပ်မှုများကျူးလွန်နေသည့်ဖြင့်လေကြောင်းအနေမှဂျူတင်ကောက်ွယ်နိုင်မီကတုတ်ချင်းများထက်လုဆောင်ရန်နှင့်ပွဲလန်းတပင်များကို လက်တလောတွင်ရှောင်ရှားရန် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကမြစ်တာရက်ခန့်အတီးပေးထားသည်။ချင်းပြည်မြောက်ပိုင်းစီးရင်ဒေသကို အကြံဖက်စစ်ကောင်စီတပ်များအင်အားအလုံးရင်းဖြင့်ထပ်မံ၍စစ်ကြောင်းထိုးလာကြောင်း CDF CDM စီရင်ကယနေ့အသိပေးထုတ်ပြန်သည်အကြံဖက်စစ်ကောင်စီတပ်ကယနေ့အောက်တိုဘာလ28ရက်နေ့တွင်အင်အားအလုံးရင်းဖြင့်ထပ်မံ၍အင်အားဖြင့်စစ်ကြောင်းထိုးလာသောကြောင်းပြည်သူများအသက်မွေးဝမ်းကြောင်းအတွက်ဖောက်ထားပေးသည့်ဆိုင်ကယ်တော်လန်းကို လုံခြုံရေးအခိတ္တပိတ်ထားကြောင်း CDF CDM စီရင်ကအရေးပေါ်ကြေညာချက်ထုတ်ပြန်သည် ဂျမ်ပတ်စစ်ကောင်စီတပ်သည်မေလ19ရက်နေ့မှစ၍ချင်းတောင်သို့စစ်ကြောင်းထိုးလာစဉ်ကတည်းကကလေးတိုင်ငင်းလန်းကိုကလေးမျိုးအထက်ကိုမိုင်ကျော်တွင်ယနေ့အထိပိတ်ထားဆဲဖြစ်ပြီးပြည်သူလူထုများအနေဖြင့်တော်လန်းကိုအုံပြွေခက်ခက်ခဲသွားလာနေကြရသည်ချင်းပြည်နယ်ဟခမြို့ပေါ်မှဂျမ်ပတ်စစ်ကောင်စီတပ်မှတပ်သားသူသည်လက်နက်ခဲယမ်းများနှင့်အတူ Center Revolution Force SRF တအလင်းဝင်လာခဲ့ကြောင်းအောက်တိုဘာလ29ရက်နေ့တွင်ထုတ်ပြန်ထားသည် ထိုသက်သားသည် MA1 တနက်တလက်ဂျီပေါက်3ခုနှင့်ကြီးစံအနှိမ့်ငယ်ယူဆောင်လာကအော်တိုဘလာ28ရက်နေ့တွင်အလင်းဝင်လာခဲ့ခြင်းဖြစ်ပြီး CRF အနေဖြင့်ငွေသားနှင့်အခြားသောအဖိုးတန်ပစ္စည်းများကိုလည်းချီးမြှင့်ခဲ့ကြောင်းဆိုသည်ဆက်လက်ပြီးဂျမ်ဘတ်စစ်ကောင်စီတပ်လက်အောက်တွင်တာဝန်မထမ်းဆောင်ခြင်းတော့ပဲအလင်းဝင်ရောက်လူသူများအားလုံးကို SRF ကအမြဲကြိုဆိုကြောင်းဖော်ပြထားသည်ချင်းပြည်တောင်ပိုင်းမင်းနက်မြို့ပေါ်တနေရာကို ဂျမ်ဘက်စစ်ကောင်စီတပ်ကအော်တိုဘားလ28ရက်နေ့ညနေပိုင်းတွင်ထပ်မံ၍ဘုံကျဲတက်ခတ်ခဲ့ကြောင်းဒေသခံများထံမှသိရသည်နေပြည်တော်အေလာလီတပ်မှအော်တိုဘားလ28ရက်နေ့ည9:50မိနစ်ဝန်းကျင်တွင်တက်လာသည့် Jet Fighter တစ်စီးဖြင့်မင်းတမျိုးတနေရာကိုဘုံနှလုံးကျဲချတက်ခတ်ခဲ့ခြင်းဖြစ်ပြီးအသေးစိတ်အချက်အလက်ကိုဆက်လက်စုံစမ်းနေဆဲဖြစ်သည် ဂျပန်စစ်ကောင်စီတပ်ကမင်းနက်မြို့ရဲစခန်းဟောင်းကိုအော်တိုဘာလ26ရက်နေ့တွင်ဘုံကျဲတက်ခတ်ခဲ့သောကြောင့်အဆောက်အဦတချို့ပျက်စီးခဲ့သည်။ချင်းပြည်နယ်မြောက်ပိုင်းတီးတိမ်မြို့အခြေစိုက်ခလာရ269တပ်ရင်းကုန်းတွင်အဂျပန်စစ်တပ်ကို၂ရက်ဆက်တိုက်လေကြောင်းဖြင့်အင်အားဖြည့်တင်းနေကြောင်းဒေသခံများထံမှသိရသည်။တီးတိမ်မြို့ခလာရ269တပ်ရင်းကိုအော်တိုဘာလ26ရက်နေ့တွင်ကလေးမြို့မှ MI17 လေယာဉ်တစ်စီးဖြင့် ငါးချိန်ခန့်တိုက်အားဖြစ်သည်နေကြောင်းဒေသခံများကပြောသည်ထို့ပြင်အော်တိုဘာလ29ရက်နေ့တွင်လည်းတီးတိမ်မြို့ခလာရ269တိုင်ရင်ကုန်းကို MI17 တစည်းဖြင့်ထပ်မံ၍ငါးချိန်တိုက်အားဖြစ်သည်နေကြောင်းဒေသခံများကဆိုသည်အင်အားဘလောက်ရှိမလဲတော့မသိရဘူးများတော့များတယ်အော်တိုဘာ26ရက်နေ့နဲ့29ရက်နေ့မှာငါးချိန်စီလာချသွားတာ စစ်သားတွေနဲ့လက်နက်ခဲယမ်းတွေရောပါတယ်လို့စီရေးစောင့်ကြည့်နေတဲ့ဒေသခံတဦးကပြောသည်လက်ရှိတွင်ဒီဒိတ်မြို့နယ်တွင်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအကြမ်းဖက်စစ်ကောင်စီကလေကြောင်းဖြင့်နေရက်ဆက်တိုက်အင်အားများဖြည့်တင်းနေတဲ့ကဲ့သို့ကလေးတီးဒိမ်ကာလန်ဖတ်တွင်လည်းအော်တိုဘာလ29ရက်နေ့တွင် ကလေးမျိုးမှ မြေပြင်စစ်ကြောင်းဖြင့်အကြမ်းဖက်စစ်တပ်သည်အင်အားအလုံးရင်းဖြင့်ထိုးစစ်ဆင်ခြိတက်လာကြောင်းသိရသည် ချင်းပြည်နယ်ဟခမြို့တွင်မိသူမြညအပြင်ထွက်ခြင်းလုံးဝလုံးဝမပြုလုပ်ရန်ညမထွက်ရအမိတ် night curfew ကို CDF ဟခကအောက်တိုဘာလ28ရက်နေ့တွင် ထုတ်ပြန်ထားသည်ကို သိရသည်ဂျပန်စစ်ကော်မရှင်စစ်တပ်၏နေစဉ်ဘုံကျဲတပ်ဖြတ်တိုက်ခိုက်မှုများကြောင့်ပြည်သူလူထု၏အသက်အိုးအိမ်များဆုံးရှုံးနေရပြီ ညင်ဝော့ပြပြအောင်အကြောက်တရားဖန်တီးကအတင်းအဓမ္မအထွေထွေရွေးကောက်ပွဲကျင်းပရန်ဂျိုးပန်းလျက်ရှိကြောင်း CDF ဟာခါကဆိုသည် ထို့ပြင်ရွေးကောက်ပွဲအကြောင်းကိုအကြောင်းပြကအကြံဖက်စစ်တပ်ကအချိန်မရွေးညတကောင်ချိန်များတွင်ပါ လူနေအိမ်များကိုဝင်းစစ်ဖမ်းဆီးခြင်းချင်းပြည်အနှံ့သာမကချင်းပြည်နယ်မြို့တော်ဟာခါကိုပါ လေရင်ရဟရင်ဖြစ်စိတ်အားဖြစ်တင်းနေကြောင်း CDF ဟာခါကပြောသည်ထို့ကြောင့်ဟာခါမြို့ပေါ်ရှိ မိဘပြည်သူများကို2025ခုနှစ်အောက်တိုဘာလ29ရက်နေ့မှ2026ခုနှစ်ဇန်နဝါရီလ31ရက်နေ့အထိည9နာရီမှ နနက်9နာရီဝန်းကျင်ကြားမိသူများညအပြင်ထွက်ခြင်းလုံးဝလုံးဝမပြုလုပ်ရန်ညမထွက်ရအမိန့် Knife Curfew CDF ဟာကကထုတ်ပြန်ထားသည်မိဘပြည်သူများအနေဖြင့်စိတ်ရှည်တတိရှိစွာဖြင့်ပူပေါင်းပါဝင်ပေးကြရန်နှင့် ထုတ်ပြန်ထားသည့်အမိန့်များကိုလိုင်နာရန်ပြက်ကွက်သူများအားထိရောက်စွာအေးအေးယူမီဖြစ်ပြီးပြစ်ခတ်တက်ခိုက်ခံရပါကတော်ဝင်ယူဖြစ်ရှင်းမီမဟုတ်ကြောင်း CDF ဟာခကသတိပေးထားသည်ချင်းပြည်နယ်ထန်တလန်မြို့နယ်အတွင်းရှိကျောင်းများအလုံးအကန့်အသတ်မရှိပိတ်ထားရန် CDF ထန်တလန်ပညာရေးဌာနကအောက်တိုဘာလ29ရက်နေ့တွင်ထုတ်ပြန်ထားသည်ကျမ်းပတ်စစ်ကော်မရှင်စစ်တပ်လူနေအိမ်နှင့်စာတင်ကြောင်များကိုနေစဉ်ပုံကျဲနေသဖြင့် ထန်တလန်မြို့နယ်အတွင်းရှိထက်တန်းကျောင်းအလဲတန်းကျောင်းမူလတန်းကျောင်းများအလုံးအကန့်တမရှိပိတ်ထားရန် CDF ထန်တလန်ပညာရေးဌာနကအသိပေးထုတ်ပြန်သည်ပြီးခဲ့သည့်အော်တိုဘာလ23ရက်နေ့တွင်ဟာခါမြို့နယ်ဖန်ဟာကျေးရွာရှိစာတင်ကျောင်းကိုဂျမ်ဘတ်စစ်တပ်ကလေကြောင်းဖြင့်ပုံကျဲတိုက်ခတ်ခဲ့သောကြောင့်ကျောင်းသား2ဦးသေဆုံးခဲ့ပြီး22ဦးထိခိုက်ဒဏ်ရာရရှိခဲ့သည်ထိုနည်းတူပြီးခဲ့သည့်အော်တိုဘာလ22ရက်နေ့တွင်လည်းဟာခါမြို့နယ်စက်ထောင်ဒေသ ဇာထာကြီးရွာစာတင်ကြောင်းကိုပြစ်မှတ်ထားကလေကြောင်းဖြင့်ပုံကျဲတက်ခတ်ခဲ့သည်ထို့ပြင်ပြီးခဲ့သည့်အော်တိုဘားလ၈ရက်နေ့တွင်လည်းမင်းနက်မြို့နယ်ဝမ်မတူးနှင့်ထင်ချောင်းကြီးရွာရှိစာတင်ကြောင်းများကိုလည်းပုံကျဲတက်ခတ်ခံရသောကြောင့်ကျောင်းသား၃ယောက်နှင့်မတန်ဆွမ်းမျိုးသမီးတဦးတို့အသက်တိတ်ဆုံးခဲ့သည်ဂျမ်ပတ်စစ်ကော်မရှင်တပ်သည်ပြည်သူများနေအိမ်နှင့်စာတင်ကြောင်းများကိုပြစ်မှတ်ထားကလေကြောင်းဖြင့်ပုံကျဲတက်ခတ်နေခြင်းဖြစ်ပြီးလက်ရှိတွင်ဟာခမြို့နယ်မင်းနက်မြို့နယ်နှင့် တန်တလန်မြို့နယ်ရှိဂျာကာလာပြည်သူအခြေပြုကျောင်းများအလုံးယာယီပိတ်ထားကြသည်ရေကုံတိုင်းဒေသကြီးမော်ဘီမြို့နယ်မြောင်းတကာအုပ်စုနင်းစီမြိုင်ခုမီစုကျေးရွာတွင် ခမီးရွာတိုက်စားပွဲအခမ်းအနားကိုရန်ကုန်ရောက် ခမီးလူမျိုးများစွာ တက်ရောက်ကြပြီး2025ခုနှစ်အောက်တိုဘာလ31ရက်နေ့တွင်စီကားတိုက်မြိုက်စွာကျင်းပခဲ့ကြောင်းသိရသည်။ဒါဟာခမီးလူမျိုးတွေရဲ့ ပေါင်းစည်းညီညွတ်ခြင်းကိုမြင့်တင်ခြင်းမိမိတို့ရိုးရာဓလေ့တိမ်ကောပျောက်ကွယ်မသွားအောင်ထိမ့်သိမ်းစောင့်ရှောက်ခြင်းမျိုးရိုးစင်ဆက်အလိုက်ချမှတ်ထားသည့်အချင်းချင်းချစ်ကြည်ရင်းနှီးမှုတံပိုးထားမှုများနဲ့ရိုးရာအမွေနှစ်တွေကိုမျိုးဆက်သစ်တွေစီလက်စစ်ကံပေးခြင်းလည်းဖြစ်တယ်လို့ချင်းတို့ထားနေ Facebook page တွင် ဖော်ပြထားသည်ခမည်းရတိုက်စားပွဲအခမ်းအနားကိုအားကစားပြိုင်ပွဲနှင့်ဖျော်ဖြေရေးအစီအစဉ်များဖြင့်ကျင်းပသွားခဲ့ကြောင်းသိရသည် ကြည့်ရှုနားဆင်ပေးတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်ကျွန်တော်သောမတ်စ်ပါ